မင်္ဂလာပါရှင် Tomorrow News and IT မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ထရန်နေနဲ့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးရဲခွင့်ပြုချက်မရှိဘဲ Los Angeles ကိုအမျိုးသားအစားတပ်ဖွဲ့ဝင်2000စီလို့ခွင့်ရှိသလား American သမ္မတဒေါ်နယ်ထရန့်ကကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ခွင့်ပြုချက်မရှိဘဲ Los Angeles ကိုင်ကိုအမျိုးသားအစားတပ်ဖွဲ့ဝင် National Guards 2000စီလို့ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါကတော့ရှေ့ပြောင်းနေထိုင်သူတွေကို ICE လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနကဖန်ဆီးမှုတွေကြောင့်ဖြစ်ပွားနေတဲ့ဆန္ဒပြပွဲကိုနှိမ်နှင်းဖို့ဖြစ်ပါတယ်။ဒီထူခြားတဲ့ကိစ္စကတော့စနေနေ့မှာဖြစ်ခဲ့တာပါ။ဆန္ဒပြပွဲရဲ့ဒုတိယမြောက်နေ့ဖြစ်ပြီးမြို့ထဲမှာတရားဥပဒေစိုးမိုးရေးအရာရှိတွေနဲ့ဆန္ဒပြသူတွေကြားထိတ်တရင်ဆိုင်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ Los Angeles ရဲ့ဌာနကတော့စနေနေ့ဆန္ဒပြပွဲတွေကငြင်းချမ်းခဲ့ပြီးတနေ့ကောင်ဗာပြဿနာမှမဖြစ်ခဲ့ဘူးလို့ပြောပါတယ်။ ဒါပေမဲ့ Los Angeles ခရိုင်ရဲ့တောင်ဘက်မြို့နှမျိုးဖြစ်တဲ့ Copter နဲ့ Pratt Mount တို့မှာတော့ဆန္ဒပြသူတွေနဲ့ရဲတွေကြားလမ်းမောမှာတိုက်ပွဲတွေဖြစ်ခဲ့ပြီးရဲတွေကမြေကြီးဘုံနဲ့အတံဘုံတွေတုံးပြီးလူအုပ်ကိုလူစုခွဲခဲ့ပါတယ်။ပြည်ရင်းအာဏာပိုင်တွေက Federal အစိုးရရဲ့အကူအညီကိုတောင်းဆိုခဲ့ခြင်းမရှိပါဘူး။စံကျင်ပန်းအနေနဲ့ထရရဲ့မျိုးသားအစားတပ်ဖွဲ့ဝင်တွေကိုခေါ်ယူဖို့ဆုံးဖြတ်ချက်ကိုတမင်တကာရန်လိုတာလို့ပြောခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက ထန်ဆူရဟာတရားဥပဒေစိုးမိုးရေးအင်အားလိုအပ်နေလို့မဟုတ်ပဲသူတို့မှာအင်အားရှိရဲဆိုတာကိုပြချင်းလို့အမျိုးသားအဆောင်တက်တွေဆစ်လို့ဖို့အမိတ်ပေးခရာလို့ဆွဆဲခဲ့ပါတယ်။ဒီရေခဲဘလို့စားခဲ့တာလဲ။အရာအလုံးကတော့တာကြာနေကစားခဲ့တာပါ။အဲ့ဒီနေမှာ ICE လူဝင်မှုကြီးကြပ်ရေးနဲ့အကာခွန်ဌာနကအရာရှိတွေကလက်နက်ပြေစုံနဲ့ Los Angeles ကိုရောက်လာပြီးဆော်လိုရေးပစ္စည်းဆိုင်တဆိုင်မှာနေစားလို့သမားတွေကိုဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီဖန်စီမူရေကစစ်စင်ရေးပုံစံစစ်စင်တစ်ခုရဲ့အစိပ်ပိုင်းဖြစ်ပြီးမတ်ပုံတင်မထားတဲ့ရှေ့ပြောင်းနေထိုင်သူတွေကိုနှိမ့်နေရမှာထရန်ဆူရရဲ့အင်အားသုံးမှုပုံမှုပြင်းထန်လာတာကိုကြားသားပါတယ်။ဥပဒေပညာရှင်များစွာနဲ့ American Civil Liberties Union ACLU ရဲ့အဆိုအရဖန်စီမူရေကိုတရားရုံးရဲ့ဖန်ဝရမ်းမပါဘဲလှုံ့ဆော်ခဲ့တဲ့ပြည်ရင်းလုံခြုံရေးဝန်ကြီးဌာနကတော့တောင်ပိုင်းကယ်လီဖိုးနီးယားတက်လျှောက်နှစ်ရက်တာဖန်စီမူရေမှာမတ်ပုံတင်မထားတဲ့ ရှေ့ပြောင်းနေထိုင်သူတရားကျော်ကိုဖမ်းဆီးခဲ့တယ်လို့ပြောပါရယ်။ Los Angeles တာမိုင်းတရှောင်းရှေ့ပြောင်းနေထိုင်သူတွေကိုဖမ်းဆီးနေရဲဆိုတဲ့သတင်းပြန်နှံ့ပြီးရနောက်မှာဒေသခံတွေကဒေါသတကြီးဆန္ဒပြဖို့ထွက်လာကြပြီးရဲတွေကနှိမ်နှင်းခဲ့ပါရယ်။မြို့သားအဆောင်တပ်ဖွဲ့ National Guard ရာပါလိသူတို့ကတော့ပြည်내နဲ့ Federal အစင်မှာအုံပြုနိုင်တဲ့အချိန်ပိုင်းစစ်သားတွေနဲ့ဖွဲ့စည်းထားတာပါ။ပြည်내အုပ်ချုပ်ရေးမှူးတွေရဲ့အခွင့်အာဏာအောက်မှာမြို့သားဆောင်တဲ့ဖွဲ့ဝင်တွေကို COVID ကရောဂါ ဟာရီကိန်းမုန်တိုင်းနဲ့အခြားသောသဘာဝဘေးအန္တရာယ်တွေလိုမျိုးအရေးပေါ်အခြေအနေတွေကိုတုံ့ပြန်ဖို့ဆီလွန်နိုင်ပါတယ်။ဒေသခံရဲတွေအခြေအနေကိုမထိန်ချုပ်နိုင်တဲ့အခါလူမှုရေးမငြိမ်မသက်မှုတွေကိုဖြေရှင်းဖို့လည်းအသုံးပြုနိုင်ပါ रे စစ်ပွဲကာလတာမမုံနိုင်ငံတော်ရေးပေါ်အခြေအနေတွေမှာဖက်ဒရယ်အစိုးရကစစ်မှုထမ်းဖို့အမိန်ပေးနိုင်ပါ रे ဒါကတော့မြို့သားအဆောင်တပ်ဖွဲ့ကိုဖက်ဒရယ်အစိုးရရဲ့လက်အောက်ခံဖြစ်သွားပြီးသမရရဲ့ထိန်ချုပ်မှုအောက်မှာအမှုထမ်းတဲ့အချိန်မှာ သမရကပြည်နယ်တစ်ခုထဲကိုအမျိုးသားအစောင့်တပ်ဖွဲ့ကိုစေလွန်နိုင်သလားသမရကအမျိုးသားအစောင့်တပ်ဖွဲ့ကိုတီတီကြကြကိစ္စတွေမှာဖက်ဒရယ်အောက်ခံအဖြစ်ပြောင်းလဲနိုင်ပါတယ်သမရကစစ်တပ်ကိုစေလွတ်ဖို့အသုံးပြုနိုင်တဲ့အဓိကဥပဒေက insecurity at ပုံကံမှုနေနေဥပဒေပါဒါကတော့တိုင်းပြည်အတွင်းပုံကံမှုတွေသဘုံထမှုတွေနဲ့ပြည်ရင်းမငြိမ်မသက်မှုတွေကိုနှိမ်နှင်းဖို့ပါ အကယ်၍တမန်ထားတဲ့အခြေအနေတွေပြည့်မီတဲ့ဆိုရင်တမန်တော်ကပြည်내အုပ်ချုပ်ရေးမှုရဲ့ခွင့်ပြုချက်မယူဘဲအမျိုးသားအစောက်တပ်ဖွဲ့ကိုစီလွန်နိုင်ပါတယ်။ဒါပေမဲ့ဒါကရှားပါပြီးနိုင်ငံရေးအရအထိခိုက်မခံတဲ့ကိစ္စပါ။ Los Angeles မှာဆန္ဒပြပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာ Trump က Inscription at ကိုမတုံးခဲ့ပါဘူး။ဒါပေမဲ့အဲဒီအစား US Code on M Service လက်နက်ကန်တပ်ဖွဲ့ဆိုင်ရာ American ဥပဒေရဲ့တရားရေးပြဋ္ဌာန်းချက်တစ်ခုကိုကျင့်သုံးခဲ့ပါတယ်။ ဒီဥပဒေမှာအမေရိကန်ပြည်အောင်စုရဲ့အာဏာကိုဆန့်ကျင်တဲ့ပုံကံမှုဒါမှမဟုတ်ပုံကံမှုအနေရရှိတဲ့ဆိုရင်အမျိုးသားအစတပ်ဖွဲ့ဝင်တွေကိုဖက်ဒရယ်အမိန်အောက်မှာထားနိုင်တယ်လို့ဖော်ပြထားတာပါ။ဒါပေမဲ့အဲ့ဒီဥပဒေမှာဒီ UUL ချက်တွေအတွက်အမိန်တွေကိုပြည်내အုပ်ချုပ်ရေးမှူးတွေကတဆင့်ထုတ်ပြန်ရမယ်လို့လည်းပြောထားတာကြောင့် Trump ကကယ်လီဖိုးနီးယားပြည်내အုပ်ချုပ်ရေးမှူးကိုကြော်လွားပိုင်ခွင့်ရှိသလားဆိုတာမရှင်းမလင်းဖြစ်နေပါသေးတယ်။ ထရိုင်ယတတွေဆီလိုဖို့အမိန်ညွန်ကြားချက်မှာဆန္ဒပြမှုတွေဒါမှမဟုတ်အကြံဖတ်မှုတွေကဥပဒေကိုတရားစင်ကျင်တာဟာအစိုးရကိုစင်ကျင်တဲ့ပုံကံမှုတစ်မျိုးဖြစ်တယ်လို့ပြောထားပါတယ်။လူခွင့်ရရှိနေဖြစ်တဲ့ရောဘတ်ပက်တလီယိုရဲ့အစိုးရထရိုင်ယအမိန်ဟာဥပဒေစင်ခေါ်မှုတွေနဲ့ရင်ဆိုင်ရဖွဲ့ရှိနေပါတယ်။ပုံမှန်အားဖြင့်ဖက်ဒရယ်တပ်တွေကိုပြည်내တစ်ခုရဲ့အုပ်ချုပ်ရေးမှုကဖိတ်ခေါ်ရင်အဲ့ဒီပြည်내အတွင်းမှာအသုံးပြုပါတယ်လို့သူကပြောဆိုထားပါတယ်။ 1992ခုနှစ် Los Angeles မှာဖြစ်ပွားခဲ့တဲ့အတိတ်ကြုံတွေကို Federal တပ်တွေကနိုင်နေခဲ့တာကိုဥပမာပေးခဲ့ပါတယ်။အဲဒီတော့ California ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူကဖိတ်ခေါ်ခဲ့တာပါ။ဒါပေမဲ့ Kevin Newsom လိုမျိုး ပြည်နယ်အုပ်ချုပ်ရေးမှူးကဖက်ဒရယ်တပ်တွေကိုမတောင်းဆိုပဲသူတဘောဆန္ဒနဲ့ဆန့်ကျင်ပြီးဒီတပ်တွေရောက်လာမယ်ဆိုရင်တော့စိန်ခေါ်မှုတွေရှိလာမှာဖြစ်ပြီးဒီတပ်တွေကိုဘသူကဥပဒေအရစေလွတ်ခွင့်ရှိတယ်လဲဆိုတာကိုဆုံးဖြတ်ဖို့တရားရုံးချုပ်တရားသွားရမှာဖြစ်တယ်လို့ပတ်တီလိုကပြောခဲ့ပါတယ်။ထရန့်ကအမျိုးသားအစာတပ်ဖွဲ့ကိုဒါပထမဆုံးအကြိမ်လှုပ်ရှားတာလား။2020ပြည်နယ်မှာထရန့်ကမီနီယာပိုလိရဲ့ရဲရရှိတအူရင် Joke Fly ကိုတပ်ဖြတ်မှု ပြီးဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေကိုတုံ့ပြန်ဖို့ Inscription at go ခေါ်ယူမယ်လို့ချိန်ချခဲ့ပါတယ်။အဲဒီတော့ကကွယ်ဝင်ကြီး Mac Aspargan တက်ကြွားတဲ့တပ်သားတွေကိုအမှန်တရားဥပဒေစိုးမိုးရေးတာဝန်အတွက်အလွန်အရေးပေါ်ပြီးဆိုရတဲ့အခြေအနေတွေမှာသာအသုံးပြုတင်တယ်လို့ပြန်လည်ပြောဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ထန်က Inscription at go ခေါ်ယူခဲ့ခြင်းမရှိဘဲပြည်내အုပ်ချုပ်ရေးမှူးများစွာကိုဝါရှင်တန် DC ကိုသူတို့ရဲ့အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကိုစေလွှတ်ဖို့တောင်းဆိုခဲ့ပါတယ်။မစေလွှတ်ခြင်းတဲ့တွေကိုတော့ခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့ဒီလက်ချိန်မှာတော့ထန့်ခတ်တွေကိုခေါ်ယူဖို့တွန်းဆမနေဘူးဆိုတာကိုအထက်ပြနေပါပြီ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တွင်ကြောင်းလင်းကတော့သမရဤချင်းများဟာမြန်မာနိုင်ငံသားတွေရဲ့အချက်ကိုရရှိထားသူဖြစ်တဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။지금누구보다 마음이무겁고아프실텐데용기와희망잃지마시기မြန်မာဒီမိုကရေစီရေလှုံ့ဆော်မှုတွေပေါ်အားပေးထောက်ခံခဲ့တဲ့ဒီမိုကရက်တစ်ပါတီကမစ္စတာအီဂျင်းမြောင်ဟောင်းတောင်ကိုရီးယားနိုင်ငံရဲ့သမ္မတအသစ်ဖြစ်ဇွန်လ3ရက်နေ့မှာရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်မစ္စတာအီဂျင်းမြောင်ဟောင်းခီယောင်ဂီတိုပြည်နယ်မှာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်စဉ်ကတည်းကမြန်မာရေးအကြမ်းမှုတွေမှာတက်တက်ကြွကြွဆောင်ရွက်ပေးခဲ့သလို ဒီမိုကရေစီရေလှရှားမှုတွေကိုလည်းဒီဇိုင်းမမတ်အားပေးခဲ့သူဖြစ်တယ်လို့ကိုရီးယားရောက်မြန်မာတွေကဆိုပါတယ်။မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီတာဝန်ရှိသူတွေမြန်မာရေးတက်ကြွလှရှားသူတွေနဲ့ထိတွေ့ဆက်ဆံမှုရှိသူဖြစ်ပြီးဓမ္မဖြစ်လာပြီးရဲ့နောက်မှာအန်ယူဂျီရဲ့ယာယီသမ္မတဒူဝါလက်ရှိလာကကွန်ပျူတာမြောင်းကြောင့်သဝင်လွားပေးပို့ခဲ့ပါတယ်။သူရဲ့တာဝန်ထမ်းဆောင်မဲ့သမ္မတတက်မှာမြန်မာဒီမိုကရေစီရေမြန်မာနိုင်ငံသားတွေရင်းနဲ့ပတ်သက်ပြီးဘာတွေမျှော်လင့်ထားသလဲဆိုတာနဲ့ပတ်သက်လို့ အန်ယူဂျီရဲ့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းကိုဆက်သွယ်မေးမြန်းထားပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါစီ။နောက်ဆက်ပြခဲ့ကြတဲ့ပေးသများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်။ Joe Biden didn't